အိန္ဒိယနိုင်ငံသားတွေအနေနဲ့စစ်ကောင်စီရဲ့ခွင့်ပြုချက်မရှိဘဲမြန်မာနိုင်ငံကသတင်းမီဒီယာတွေကိုသတင်းပေးပို့တာကိုရှောင်ကျဉ်သင့်တယ်လို့ဧပြီလ9ရက်နေ့မှာမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်ယုံကထုတ်ပြန်ပါတယ်။မြန်မာနိုင်ငံမှာကယ်ဆယ်လိုအပ်ပေးလာသူအိန္ဒိယနိုင်ငံသားတဦးဟာလွန်ခဲ့တဲ့9ရက်ခန့်ကစစ်ကောင်စီရဲ့ကယ်ဆယ်လုပ်ငန်းစဉ်တွေကင်တွယ်ပုံကိုဝေဖန်ရေးသားကလူမှုပွန်ရက်ပေါ်တင်ခဲ့တဲ့အတွက်၎င်းကိုရည်ညွှန်းပြီးအိန္ဒိယတန်ယုံအနေနဲ့ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါအိန္ဒိယနိုင်ငံသားကေဇေးသမားဟာ၎င်းအနေနဲ့မြန်မာနိုင်ငံကထွက်ခွာတော့မှာဖြစ်ကြောင်းစစ်ကောင်စီရဲ့တနက်ပြောင်းဝက်ရှိမှအခုနေမဲ့နေကြောင်းလူသေးဆုံးမှုများတဲ့စကိုင်းကိုတွန်းကျင်ပေမဲ့တွားခွင့်မရကြောင်းတိုင်းပြည်အတွက်အဆိုးဆုံးအချိန်မှာစစ်တပ်အနေနဲ့လူသားဆန်မှုနဲ့စာနာမှုရှိတဲ့နယ်လို့စာနာရီရေးသားခဲ့ခြင်းဖြစ်ပါတယ်။အိန္ဒိယဝေဖန်ပြောဆိုတဲ့အကြောင်းအရာမှာ၎င်းအိန္ဒိယနိုင်ငံသားတဝူရဲ့ပုဂ္ဂလိကအမြင်ဖြစ်ပြီးအိန္ဒိယဆိုရနဲ့မသက်ဆိုင်ဘူးလို့လည်း တန်ယုံကထပ်မံပြောဆိုထားပါတယ်။တန်ယုံရဲ့အဲ့ဒီလိုထုတ်ပြန်မှုနဲ့ပတ်သက်ပြီးအဆိုပါအိန္ဒိယနိုင်ငံသားက၎င်းအနေနဲ့မြန်မာအစိုးရပါဝင်မြန်မာနိုင်ငံသားအလုံးကိုလေးစားကြောင်း၎င်းအနေနဲ့ငနေဒေတာကိုရောက်ရှိခြင်းဟာမြည်သည့်အဖွဲ့အစည်းရဲ့ကိုစားပြုမှာမဟုတ်ဘဲလူသားတဦးအနေနဲ့သာရောက်ရှိကြောင်းနဲ့၎င်းရဲ့အစိုးရပေါ်မကောင်းတဲ့မှတ်ချက်တွေမပြုကြဘူးတောင်းပန်ကြောင်းစရာတွေ၎င်းရဲ့နှမှုကွယ်ရဆံမျက်နှာမှာပြန်လည်မှတ်ချက်ပြုပြောဆိုခဲ့ပါတယ် ်အဆိုပါအိန္ဒိယကယ်ဆယ်ရေးသမားမှာ YouTuber တဦးဖြစ်ပြီးလူအများအာရုံစူးစိုက်မှုရဖို့မြန်မာနိုင်ငံကိုလာခြင်းဖြစ်ကြောင်း၎င်းရဲ့လူမှုကွန်ရက်မှာတင်ခဲ့တဲ့ post ကြောင့်အိန္ဒိယနိုင်ငံရဲ့ဂုဏ်သိက္ခာကိုထိခိုက်ကြောင်းစာနာတွေရေးသားထားတဲ့တိုင်ကြားစာကိုပြည်သူတူကအိန္ဒိယတန်ယုံကိုပေးပို့ခဲ့တယ်လို့စစ်ကောင်စီလက်ဝေကမီဒီယာတွေမှာဖော်ပြထားပါတယ်